ီတိတ္တုံညာနဲ့ဝမ်းချင်းကိုသူကဒီတိတ္တုံညာနဲ့ဝမ်းချင်းမှာသူကဝမ်းချင်းနဲ့ဒီဒီမှာတုံညာနဲ့နဲ့ဆိုပြီးတော့ရိုက်တယ်ပေါ့နော်ဒီတိတ္တုံညာနဲ့ဝမ်းချင်းကိုတုံညာနဲ့နဲ့ဆိုပြီးတော့သူကပရိလေးလို့ရိုက်တယ်ပေါ့နော်ပရိလေးလို့ရိုက်တယ်နော်ဒုတိယတက္ကပေါ့နော်ဒုတိယတက္ကမှာကျွန်တော်ဒီမှာတုံညာ၉လေးကို ကျွန်တော်ဒီ၃ညာ၉လေးကိုသူကအဲဒီမှာလဲ၃ညာ၉၅ဆိုပြီးတော့၃ညာ၉လေးကိုဝမ်းချင်းရိုက်တယ်ပေါ့နော်အခုကျွန်တော်တို့ဒီမှာ၃ကက်မြောက်ပေါ့နော်၃ကက်မြောက်မှာ၉၃ညာ၆ပေါ့နော်အဲ့ဒီ၉၃ညာ၆ကိုကျွန်တော်တို့ကဒီမှာဝမ်းချင်းနဲ့ရိုက်မယ်ပေါ့နော်ဝမ်းချင်းကစားမယ်ပေါ့ဟုတ် တော့ဘာဖြစ်လို့ဒီဟာကိုပြောရတာလဲဆိုရင်ကျွန်တော်ကြည့်အောင်နော်ဒီ one chain line လေးကိုပြော one chain ဗရိတ်လေးတွေရိုက်တာပေါ့နော်အဲ့ဒီမှာလည်းကျွန်တော်တို့ဒီမှာဒီ၃ညနှစ်နဲ့1ချင်းရိုက်တဲ့ဒီတစ်၃ညနှစ်ကဒီဘက်မှာ၈နှစ်မှာသူက၈နှစ်မှာပေါ့နော်သူကအဲ၉တစ်၉ဆိုတာသူက ဖြစ်တယ်ပေါ့နော်ကိုတက်ကိုလို့ကိုတက်ကိုလို့ဖြစ်တယ်ပေါ့နော်ကိုတက်ကိုလို့ဖြစ်တယ်နောက်သူ့ရဲ့အောက်မှာကျွန်တော်တို့ဒီမှာ၃ည6အဲ့ဒီ၃ည6လေးကနော်ဒီကိုတက်ကိုလို့ရိုက်ပြရတယ်အဲ့ဒီ၃ည6လေးက၃ည6တွေ့ရကျွန်တော်တို့ဒီမှာ တနည်းနှစ်နှစ်သုံးနှစ်လေးနှစ်မြောက်မှာ तू က63ညနှစ်ဆိုပြီးတော့ तू ရိုက်တယ်63ညနှစ်လို့ရိုက်ပြီးမှ तू ရဲ့အောက်ကကဏ္ဍဒီ तू ရဲ့တနည်းကျော်ကရင်းကုန်ကဒီ13ညနှစ်ကိုပရိတ်လေးဆိုပြီးတော့3ညနှစ်နှစ်ဆိုပြီးတော့1ချိန်တာပေါ့နော်ဟုတ်အခုလဲကျွန်တော်ဒီမှာဒုတိယကတ်မှာလဲကျွန်တော်ကြည့်အောင်နော်ဒီ3ညကိုငါပရိတ်လေးလို့1ချိန်ခံရတဲ့ဒီ3ညကိုလေးရဲ့ဒီဘက်ရှင်းနှစ်မှာနော်ရှင်းနှစ်မှာ ီပဲရှင်းတယ်ပထမကက်လိုပဲသူကကိုးတက်ကိုအာပက်လေလေဖောက်ပြထားတယ်နော်အဲ့ဒီကိုးတက်ကိုအာပက်လေလေရဲ့ကိုးတက်ကိုအာပက်လေလေရဲ့အောက်မှာလဲသူက၃လေးအတွဲလို့ထောင်ထားတယ်အဲ့ဒီ၃လေးအတွဲကလဲကျွန်တော်တို့နော်ဒီကိုးတက်ကိုအာက၃လေးအတွဲကလဲပထမကက်လိုပဲ၁နဲ့၃၄နဲ့မြောက်သူကခုနှစ်ကြိမ်ပါပဲနော်ခုနှစ်ကြိမ်ပါပဲသူက၃လေးအတွဲနဲ့ဂဏန်းတစ်ွက်ရိုက်တယ် အဲ့ဒီလိုရိုက်ပြီးကမှ तू ကသူ့ရဲ့အောက်ကကနန်းသည်သူ့ရဲ့မြင်းကုံကတုံညာကိုလေးကိုဗရိတ်လေးနေနဲ့ဝမ်းချိန်တာပေါ့နော်အခုကျွန်တော်ပထမကတ်မှာဆိုလဲဒီမှာတုံညာနဲ့နဲ့လို့ဝမ်းချိန်တဲ့ဒီဗရိတ်လေးလို့ဝမ်းချိန်တဲ့ဒီတစ်တုံညာနှစ်ကရှင်းနေမှာ6တစ်6လို့ရှိတယ်6တစ်6ရဲ့အောက်ကတုံညာ6တွဲဆိုတော့အထောင်ဒီနော်နောက်လေးနဲ့မှာ तू က6တုံညာနှစ်လို့နော်ဒီတုံညာ6တွဲ ရှောက်တုံညာနှစ်လို့ရိုက်ပြီးတော့သူ့ရဲ့အောက်မှာဗရိတ်လေးနဲ့ကြားတဲ့ကဏ္ဍဒီသူ့ရဲ့မြင်းကုံကတစ်တုံညာနှစ်ကိုဝမ်းချင်းတယ်အခုဒုတိယကတ်မှာလည်းကျွန်တော်ဒီမှာတုံညာ95လို့ဗရိတ်လေးလို့ဝမ်းချင်းရိုက်တဲ့ဒီတုံညာ96ရဲ့ရှင်းနေမှာ69နော်69အားပဲလဲသူ့ရဲ့အောက်က34အထောင်ဒီ34အထောင်လေးဒီနောက်၄နှစ်မှာအဲဒီ34အတွဲနဲ့ကဏ္ဍတစ်ခွက်ရိုက်ပြီးမှသူ့ရဲ့အောက်ကကဏ္ဍဒီသူ့ရဲ့မြင်းကုံကတုံညာ96လေးကိုဝမ်းချင်းပြီးတော့ 3995ဆိုပရိလေးလိုရိုက်တယ်ဒါဆိုကျွန်တော်တို့ဒီမှာ3ကက်မြောက်3ကက်မြောက်ပေါ့နော်3ကက်မြောက်ဆိုကျွန်တော်တို့ကဒီနေရာမှာကျွန်တော်တို့က6396ကိုပရိလေးနဲ့ကျွန်တော်တို့စစားမယ်ပေါ့နော်ဘာလို့လဲဆိုပထမကက်လိုပဲပေါ့နော်ဒီ1ချင်း6396 1ချင်းရဲ့ရှင်းနေမှာ619လို့သူကဖြစ်တယ်ပေါ့နော်ပထမကက်လိုပဲ619လို့ဖြစ်တယ်619လို့ဖြစ်ပြီးတော့သူ့ရဲ့အောက်ကနှင်းနှင်းဆိုတဲ့အထောင်ဒီနော် နှစ်နှစ်ဆိုတဲ့အထောင်ကြီးဒါကျွန်တော်ခုနှစ်ကြိမ်တော့ဒါဒူဩသီနဲ့နှစ်ကိုနှစ်ဆိုထုတ်ပေးကြတာဗောနော်ဒါအဲနှစ်ခုနှစ်ဆိုပြီးတော့သူကနှစ်အပူတော့မှန်သွားတယ်ရတယ်သူကလည်းကျွန်တော်ယူဆချက်လေးလွဲတာအတွက်နှစ်ကိုနှစ်လေးလွဲထုတ်ပြီးနှစ်ခုနှစ်လို့ဖြစ်သွားကြတာဗောနော်ဒါတော့အဲ့နှစ်ခုနှစ်ဖြစ်ရတဲ့အကြောင်းရင်းကလည်းရှိရဒါလေးကျွန်တော်ထည့်မပြောတော့ဘူးနော်ဒါကြာနေမစိုးလို့အဲ့တော့ကိုတက်ကိုလို့ရကြသူရဲ့အထောင်နော် သူ့အောက်ကအထောင်နှစ်နဲ့ဒီလည်းနှစ်ပူးလို့ရိုက်ခဲ့ပြီဒါကြောင့်သူ့ရဲ့အောက်မှာကစားမယ်ကနန်းဒီသူ့ရဲ့ငင်းကုံကဒီ936ဆိုတဲ့ကနန်းကိုကျွန်တော်တို့က1ဂျင်း1ဂျင်းကစားရမယ်နော်အဲ့တော့အဲ့တော့ဒီမှာ9တက်ကို936တဲလို့ရိုက်တယ်936တဲရိုက်ပြီးတော့သူ့ရဲ့အောက်ကကနန်းဒီသူ့ရဲ့ငင်းကုံကကနန်းကိုဗရိတ်လေးလို့ရိုက်တယ်နော်တက်3နဲ့3နဲ့နဲ့ဆိုဗရိတ်လေးလို့ရိုက်တယ်ဒုတိယက9တက်ကို3လေးအတွဲလို့ခုနှစ်ဂျင်းမှာရိုက်တယ်ရိုက်ပြီးတော့သူ့ရဲ့အောက်ကကနန်းဒီ ပြည့်ရမြင်းကုံကကနေ396လေးကို395ဆိုပြီးတော့1ချင်းတယ်ဒါဆိုအခုကျွန်တော်သုံးခဲ့မြောက်ဒီမှာ6တကူအောက်ကနှစ်နှစ်အထောင်ဒီနှစ်နှစ်အတွဲနဲ့နှစ်ပူးလို့ရိုက်ခဲ့ပြီရိုက်ခဲ့ပြီဆိုတော့ကျွန်တော်သူ့အောက်မှာကစားမှာကနေဒီပရိလေးကစားရမယ်ဘလူကစားမှာသူ့ရဲ့မြင်းကုံက936ကိုကျွန်တော်တို့ကပရိလေးနဲ့1ချင်းမယ်ဆိုရင်ဒီမှာနှစ်ကွက်တော့ရှိမယ်ပေါ့နော်ကျွန်တော်နှစ်ကွက်နှစ်ကွက်တော့ရေးပေးလိုက်ပါဘာလို့3 6 3 8ကဲ ကျွန်တော်6သုံးညာရှိကဲ9သုံးညာ5ရေเนาะ9သုံးညာ5ရေဒါ996ပေါ့เนาะ696ဆိုတဲ့ကနအစိုးရီပရိလေးဆိုတော့ကျွန်တော်69ဆို5 699ပေါ့เนาะ699ဆိုတဲ့ကနပေါ့เนาะအဲဒီကန3ခွက်ရှိမှာပေါ့เนาะဒီကန3ခွက်ရှိမှာကျွန်တော်တို့ဒါပရိလေးဆိုရင် အဲ936ဝမ်းကျင်းနဲ့ဗရိတ်လေးဆိုရင်ကျွန်တော်တို့က935ရှိမယ်638ရှိရှိမယ်699ရှိမယ်ပေါ့နော်အဲဒီတော့ကျွန်တော်တို့ဒီအခု8ကျင်းမှာ8ကျင်းမှာကျွန်တော်တို့8ကျင်းမှာ8ကျင်းမှာကျွန်တော်တို့က936ဝမ်းကျင်း ကိုယ်တုံညာ6ဝမ်းကျင်းမှာကျွန်တော်တို့ကအဲ6တုံညာရှိရှိမယ်6တုံညာရှိနောက်ပါရှိမလဲကိုယ်တုံညာ5နောက်ပါရှိမလဲကိုကို699ပေါ့နော်699ဆိုတဲ့ကဏ္ဍ3ခွက်ရှိမယ်ပေါ့နော်699ဆိုတဲ့ကဏ္ဍ3ခွက်အဲဒီကဏ္ဍ3ခွက်ရှိမယ်ပေါ့နော်ကျွန်တော်ရှစ်ကြိမ်ပါပေါ့နော် အဲရှိချင်မှာဒါလေးက6381ဝမ်းချင်းလေးပါကျွန်တော်ဖော်ပြပေးပါဖော်ပြပေးလိုက်ပါတယ်ဗျဟုတ်အဲ့တော့ကျွန်တော်ဒီရှိချင်မှာကျွန်တော်တို့ဒါကျွန်တော် main site က main site နဲ့ main ဘက်ကတကွက်ထဲပါเนาะအဲ့ဒါလေးကိုကျွန်တော်တို့ဒါပောက်စားရဲ့ဒါတိတူဖော်စားမတိတူကြော်သွားဆိုတဲ့ဒီပေးလာတဲ့စနစ်ပုံစံလေးပေါ့เนาะ main site လေးကချပြရင်10မိနစ်ထဲနဲ့ပြီးတယ်ပေါ့เนาะ main site လေးကတော့ရှိပါတယ်เนาะအဲ့ဒါလေးကကျွန်တော်ဒါ စေစေတနာရှင်ဒီနဲ့ကျွန်တော်ကဖွဲ့ထားတဲ့အဖွဲလေးတွေအတွက်တိကျလေးထားတဲ့ site လေးပါအဲ့တော့အခုချပြတဲ့ဂဏန်းလေးတွေအားလည်းနော်ဒါကောင်းတဲ့ဂဏန်းလေးတွေပါဒါဒုတိယမြောက်ဗီဒီယိုပိုင်းမှာ အလုံးမဲ့ကန်ဆက်လို့နော်ကန်ပေးလို့နော်ပေါတိတို့ကြပါစေကိုစိတ်နှပြကျမ်းမှချမ်းသာကြပါစေဗျာ